ခုမှထွက်ထားတဲ့အကျန်းခံတဲ့ဒီဇိုင်းမိုက်တဲ့ display တွေကောင်းတဲ့ performance လည်းမဆိုးဘူးဆိုတော့ all rounder ကောင်းတဲ့73သိန်းဝန်းကျင်လောက်က Honor ရဲ့ 89C ဖုန်းလေးကြောင်းပြပြပေးမယ်။ဆိုတော့ဒီ Honor 89C ကဘယ်သူတွေအတွက်ဖြစ်မလဲ။ကောင်းကဘာလေးကောင်းနေရတယ်။ဘယ်ချက်တွေသိမကောင်းဘူး။ဒါမျိုးလေးတွေပေါ့။ဆိုတော့ကျွန်တော်တို့ဗီဒီယိုလေးကိုစလိုက်ရအောင်။ ဒီဟော်နာရဲ့ A9C ဖုန်းကိုလက်ထဲမှာခိုင်တာနဲ့ထူးထူးခြားအနေနဲ့ဖန်ဆားထားတာဆိုဒီကောင်းရဲ့ဒီဇိုင်းအရင် H9B ထဲတော်တော်လေးပိုလှလာတယ်။နောက်ကဒါဆိုအစိမ်းရောင်တော်တော်လေးကိုမှကြည့်လို့ကောင်းတယ်။ဖာဖယ်လို့ပါလို့ဆိုလဲမဆိုးတော်တော်လေးမှိုက်တယ်။အဓိကဒီဇိုင်းပိုင်းမှာဒီဇိုင်းပိုင်းကအရင်ထက်ဆိုင်ပိုပြီးတော့လှလာတယ်။ဒီဖုန်းက membrane ဖုန်းတစ်လုံးလို့တော့မထင်ရလောက်အောင်တော်တော်လေးကြည့်လို့ကောင်းလာတယ်။ဒါသူရပြောင်းလဲခြင်းအစားလေးပေါ့အဲပြီးတော့ဒီကောင်းရဲ့ display ဘိုင်း display ဘိုင်းကလည်းသွားရှုပ်လို့မရဘူးကောင်း6.78 inch ကိုမှ AMOLED panel နဲ့လာတယ် 120Hz ရတယ် ပြီး cuff display နဲ့မှန်ခုံးနဲ့ပဲပြီးတော့ကျွန်တော်ဒီပုံမှာဆိုလို့ရှိရင်လည်းဒါအားလုံးတွေ့ရတယ်မှာ page shape လေးပါတယ်စေးတောင်လေးပေါ့အဲဒါမျိုးလေးလုပ်ပေးထားတယ်တော်လေးလည်းအဆင်ပြေတယ်ကြည့်ရတာရောဘာမှတိတ်ပြောချွေးလူပြောကြမရှိဘူး display ဘိုင်းနေနဲ့သူ့စေးတန်းဝင်ကျမှာ display ကောင်းတဲ့ဖုန်းတစ်လုံးနေနဲ့ထားထားလို့ရတဲ့အနေထားမှာရှိတယ်အဲပြီးတော့နောက်တစ်ချက်ဒီကောင်ကအရင် H9B နဲ့တော့ display site တွေဘာတွေကတိတ်ပြီးတော့မကွာဘူးပြီးတော့နောက်တစ်ချက်နေနဲ့ဆိုရင် performance ပါ Snapdragon 6 Gen 1 4G ကိုတုံးပေးထားတယ်။ဒီ SOC ကအရင် high မနေဘူးဆိုပေမဲ့လည်းသူ့သေးတန်းဝင်းကျင်မှာနည်းနည်းလေးပိုကောင်းတာလေးပါလာရင်ဝမ်းသာမိမယ်။အဲ့ဒီမဲ့ဒီကောင်ကသူ့ရဲ့ SOC ကသူ့ဖုန်းရဲ့အတိုင်းပဲသူက all round တော့ကောင်းကောင်းတုံးလို့ရအောင်ဆိုတော့ gain တွေပါတယ်ပေါ့ပေါ့ပါဆော့ပြီးတော့ကျွန်တော်တို့ဒီ social media software တွေပါတယ်ကို AAC တရက်တာကောင်းကောင်းတုံးပြီး chill ကျင်နေဆိုတဲ့သူတွေတော့ကတော့လုံလုံလောက်ရှိတယ်။အဲ heavy gain ဆော့မဲ့သူတွေတော်တော်အရင် recommend မပေးကြဘူး။အဓိကက all rounder ပေါ့ပေါ့ပါကောင်းကောင်းမွန်မွန်လေး စိတ်ချမ်းချမ်းသာလေးသုံးမဲ့သူတွေတော်တော် highly recommend ပေးခြင်းတယ်ဆိုတော့နောက်တစ်ချက်ကင်မရာပိုင်းကင်မရာကလည်းတွားရှုပ်လို့မရဘူး1.5 megapixel ကင်မရာကိုထည့်ထားပေးရဲ့သူ့ရဲ့ main ကင်မရာကလည်းရိုက်ရတာတော်တော်လေးကိုမှအနှစ်ကြာပုံလွတ်တရားလည်းတော်တော်လေးကောင်းတယ်အဲပြီးတော့ ultra wide တို့ဘာလို့ပြောင်းလိုက်တဲ့အခါမှာလည်းအရင် color shift ဖြစ်တာမျိုးတွေမရှိဘူးသူ့အနေထားလေးနဲ့သူ color လေးမှန်တယ်အပြင်က color နဲ့ဒီဖုန်းလေးကထွက်လာတဲ့ color ကလည်းတော်တော်လေးကိုနည်းနည်းသက်သက်ရှိတယ်ကင်မရာလည်းတွားပြီးတော့ရှုပ်လို့မရအောင်တော်တော်လေးကိုအရင်ကထမ ဘင်းရထက်တိုးတက်လာတာလေးတွေ့ရတယ်ပြ surfy surfy ကတော့ဒီကောင်က systemic ကပါဆက်ပါတယ်။ဒါ surfy မှာတော့အဓိကတော့ခုနကပြောတဲ့သူက play shape ပုံစံမျိုးလို့ပေးထားတာဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်တို့ notification တွေဘာညာရဲဆိုလို့ရှိရင် box လေးကြာလာတယ် notification box တွေပေါ့ဒါမျိုးလေးကြာလာနေမယ်။ဒါကလည်းပြောမယ်ဆိုရင် visual ဘိုင်းတော်တော်လေးကိုမှကြည့်ရတာအဆင်ပြေတယ်။ပြီးတော့ battery မှာကတော့တကြီးမှပို့ပြီးတော်တော်လာတယ်။6600ဝ mAh ဖြစ်သွားတယ်။ဒါကမှ66 watt ဖတ်ချာနေလာတယ်။ battery ကို6600ဝ66ဆိုတော့ね စင်တူပါလေးကြိုက်နေတဲ့တူတယ်။ပြီးတော့ Anna Display Fingerprint နဲ့ Stereo Speaker တွေလည်းပါတယ်။ဒါတွေကတော့ပုံမှန်အတိုင်းပဲ။ကျွန်တော်မြင်နေကြတွေ့နေကြသုံးနေကြအတိုင်းပဲဆိုတော့ဒီ Honor H9C ဖုန်းမှာကဘာတွေတိုးတက်လာလဲဆိုလို့ရှိရင်ဒီဇိုင်းပြောင်းလဲလာတယ်ဘက်ထရီကိတ်လာတယ်ချာဂျင်ဝက်တွေတိုးတက်လာတယ်ကင်မရာပိုပြီးတော့ကောင်းလာတယ်ဆိုတော့ဘလို့လူတွေတက်လဲဆိုရင်ကိုကဖုန်းတစ်လုံးကိုကင်မရာကောင်းကောင်းပြီးရင် ဒီဇိုင်းလှလှလေးနဲ့အကျန်းခံရမယ်၊ကင်ရတဲ့ပစ်ကွာလီတီကောင်းရမယ်၊ပြီးရင်ဘက်ထရီလည်းကိတ်ရမယ်ဆိုတဲ့အတွက်ဒီ Honor 89C ဖုန်းက ါရွေးချယ်တဲ့တခုဖြစ်နေလိမ့်မယ်ဘလို့လူမျိုးရေမရွေးတင်ဘူးလဲဆိုရင်ကိုက performance တခုကိုပဲတည်တည်တံ့လိုချင်တဲ့ gain တွေတောက်လျှောက်ဆော့မယ်တက်မှာ gain မှ gain gain မများစွာကိုထည့်ပြီးတော့ဆော့မယ်ဆိုတဲ့သူတွေကတော့ဒီဖုန်းမြွေးချေတယ်ဒီကောင်းနေသွားကျင်တဲ့ direction ကလည်းပြောမယ်ဆိုရင်ဒါ all rounder ကောင်းကောင်းအချမ်းခံ battery ကိတ်ကိတ်လေးနဲ့တနေ့တာလုံး AAC သုံးကျင်တဲ့သူတွေအတွက်ကိုသွားထားတာဆိုတော့ gamer ရောဒါလက်ဆောင်တာပို့ပြီးတော့ကောင်းနေမယ် ဆိုတော့ကိုလူလို့ဆိုရင်ရော Honor X9 C ကိုဘယ်လိုမျိုးမြင်လဲတကယ်ရောအဆင်ပြေလား daily use ဆုံးသွားတဲ့နေရာမှာကောင်းမယ်လို့ထင်လားအောက်ကကွန်မန့်မှာအမြင်လေးကိုဆွေးနွေးကြပါအောင်ဆိုတော့ကျွန်တော်တို့နောက်မှတွေ့ကြပါအားလုံးကျေးဇူးများတင်ပါတယ်ကျွန်တော်အားလုံးကြော်ပြီးပါ Yangon Mobile Store